ထိုင်းလူသမားဝန်ကြီးဌာနကထိုင်းနိုင်ငံအတွင်းအထောက်အထားမရှိတဲ့သူတွေကိုပြုလုပ်ပေးမဲ့ပန်းရောက်ကန်လုပ်ငန်းစဉ်ရိုင်းရက်ဆိုင်လိုက်တဲ့အောက်တိုဘာ16ရက်ကနေအောက်တိုဘာ19ရက်နေ့အထိတရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်မှုနဲ့အဖမ်းခံရတဲ့မြမရွှေပြောင်းလုတ်သား၄၀၀ခန့်ရှိလာတယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ ဘိုင်ယောက်ကပ်ပြုလုပ်ပေးမယ့်အစီအစဉ်ယာယီရက်ဆိုင်တဲ့အောက်တိုဘာ16ရက်ညနေပိုင်းမှာမဟာချိုင်းနယ်မြေအတွင်းမှာရှိတဲ့အလုသမာတန်လျာတစ်ခုမှာဘိုင်ယောက်ကပ်ပြုလုပ်ဖို့စောင့်နေတဲ့မြန်မာလုပ်သား132ဦးကိုထိုင်းအနာပိုင်တွေကဖမ်းဆီးခဲ့တယ်လို့အဲ့ဒီရက်မှာပဲမဲဆောက်မျိုးအထွတ်စစ်ဆေးရေးဂိတ်မှာအထောက်အထားမရှိတဲ့မြန်မာလုပ်သား9ဦးကိုဖမ်းမိခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။အောက်တိုဘာ18ရက်နေ့မှာလည်းတက္ကရိုင်မဲဆောက်မျိုးနယ်မှာ လက်ဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာရွှေ့ပြောင်းလုပ်သား34ဦးကိုဖမ်းဆီးခဲ့တယ်လို့အော်တိုဘာ17ရက်နေ့မှာလဲမဲဆောင်မြို့နယ်အတွင်းလက်ဆက်ဖြတ်ကျော်လို့မြန်မာရွှေ့ပြောင်းလုပ်သား55ဦးကိုဖမ်းဆီးခဲ့တယ်လို့တပ်ခရင်လူဝင်မှုကြီးကြပ်ရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာ19ရက်နေ့မှာတော့ထိုင်းနိုင်ငံကက်ချနာဘူရီခရိုင်အတွင်းမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေအပါအဝင်မြန်မာရွှေ့ပြောင်းလှုပ်တာ162ဦးကိုဖမ်းဆီးခဲ့တယ်လို့ဒေသတွင်းသတင်းတွေအရသိရပါတယ်။နေဆက်ဖြတ်ကျော်ဝင်ရောက်လာမှုနဲ့အဖမ်းခံရတဲ့မြန်မာရွှေ့ပြောင်းလှုပ်သားတွေဟာအခုလိုဝင်ရောက်နိုင်ဖို့အတွက်ပို့ဆောင်ပေးတဲ့ပွဲစားဖြစ်သူကိုထိုင်းပတ်ဝင်2000ကနေ2400အထိပေးခဲ့ရတယ်လို့တချို့လှုပ်သားတွေကတော့ပိုင်အောင်ကပ်ပြုလုပ်ခအပါအဝင်မြန်မာငွေ730အထိပေးခဲ့ရတယ်လို့သိရပါတယ်။ တရားမွေနေဆက်ဖြတ်ကျော်လို့မြမရွှေ့ပြောင်းလှုပ်သားတွေသာအဖမ်းခံနေရပေမဲ့လေအခကျင်းဝင်ယူပြီးပို့ဆောင်ပေးတဲ့ပွဲစားဆိုသူတွေအများစုကတော့လွမြောက်နေတဲ့အပေါ်ထိုင်းရောက်မြန်မာလှုပ်သားတွေနဲ့လူမှုအဖွဲ့အစည်းတွေကထိုင်းအာဏာပိုင်တွေအပေါ်ဝေဖန်မှုတွေရှိနေပါတယ်။အဖမ်းခံရတဲ့သူတွေကိုထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရအရေးယူပြီးတဲ့နောက်မြန်မာပြည်မှာရှိတဲ့စစ်ကော်မရှင်ထံပြန်လည်လွှဲပို့ပေးမယ်လို့သိရပါတယ်။ကျမကတော့စိတ်မှ